အခုဟာကတမိစားဖြစ်ပြီဆိုတာနဲ့အတူတူနေဖို့တရားရခိုင်တော့မယ်အဲ့တော့တမိစားဖြစ်ပြီဆိုတာနဲ့ဒီတယောက်နဲ့လည်းအတူတူနေတယ်ဒီတယောက်နဲ့ပြက်ပြီးနောက်တယောက်နဲ့တွေ့ရင်လည်းနောက်တယောက်နဲ့အတူတူနေတယ်အဲ့တော့အခုပြည့်စင်လေးကိုကြည့်ရင်အဲ့ဒီအတိုင်းပဲရီးစားတွေများလာတယ်ဘသူနဲ့ရတဲ့ကိုဝင်မန်းမသိဘူးဘလို့လို့ကြဒါတွေကအပြင်လောကမှာတကယ်ဖြစ်နေတာအားလုံးပဲမင်္ဂလာပါဗျာ ဒီနေ့ညာတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့သမီးမိကလေးမွေးထတဲ့မိဘတွေဒီအကြောင်းအရာလေးကို မကြော်ဝါပဲနဲ့အဆုံးထိနားထောင်စေခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာ တကယ့်အပြင်လောကမှာလည်းဒီလိုဖြစ်ပျက်မျိုးတွေက နေ့စဉ်ကြုံတွေ့နေရတယ်။ဒီလိုဖြစ်ပျက်မျိုးတွေကြောင့်မိသားစုတွေဒုက္ခရောက်နေကြပါတယ်။အဲ့တော့ကို့မှာအရွယ်မရောက်သေးတဲ့ တမီမိန်ကလေးပဲဖြစ်ဖြစ်အပြိုပေါ်ဝင်စားတမီမိန်ကလေးပဲဖြစ်ဖြစ်ရှိနေခဲ့ရင်ဒီအကြောင်းအရာလေးကိုအဆုံးထိတေချာနားထောင်ပေးပါလို့အကြံပြုချင်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့နားထောင်ကြည့်အောင်အခုဆ iam မကိုကြည့်နေတဲ့သူတွေထဲမှာအမီဗီဒီယိုလေးတွေရှိတဲ့မမီတွေပါလို့ရှင်ဆ iam မဗီဒီယိုလေးကိုဆုံးဝကြည့်သွားပါလို့မြတ်တာရက်ခံချင်ပါတယ်ရှင်။ဒီနေ့ပေါ်တော့ဆ iam မတို့စေကန်းကိုတာမင်းညောင်စေကန်းလာပြတယ်။ဒါသည်လူနာကိုလည်းအဆက်ခွဲတာမဟုတ်သလိုဆ iam မဒီဒါပြောမယ်ဆိုတော့ sharing တစ်ခုအနေနဲ့ မိဘတွေကိုအတိပေးနေတာလေးပေါ့နော်ဒီနေ့ကျွန်တော်တို့ဈေးကန်ကိုတာမင်းယောက်ဈေးကန်လာပြတယ်အဲတမီးကတော့16နှစ်တမီးလေးက16နှစ်ရှိပြီမအေးကတော့55နှစ်ရှိပြီပေါ့နော်တာမင်းယောက်ဈေးကန်လာပြတယ်အဓိကဈေးကန်လာပြတာယောဂပြုလို့မဟုတ်ဘူးတိလားယောဂပြုလို့မဟုတ်ဘူးတမီးလေးကထမင်းနေအရန်သူ့မိပြောတာပေါ့နော်သူ့မိပြောတာထမင်းနေအရန်စားပြီးတော့ခလေးကဘိုက်ပူလာတာတဲ့ သမင်းနေအရန်စားတယ်။ဆံမရဲတဲ့ကလေးရတဲ့အဲပေါ်သမင်းနေအရန်စားပြီးတော့တဲ့စီးလဲ1မှန်တယ်1လဲမှန်တယ်ဒါပေမဲ့သမင်းနေစားပြီးတော့သူကဘိုက်ကြီးကပူပူလာတာအဲ့ဒါကြောင့်မလာပြတာတဲ့မနက်9နာရီလောက်ကပေါ့နော်ဆံမစီကံနေရနေလာတယ်ဆံမရက်ကွက်ကတော့မဟုတ်ဘူးကိုပဲရက်ကွက်ကနေလာကြတယ်အင်းတို့ဆရာနဲ့တွေ့ရတယ်မဆရာနဲ့တော့မပြောချင်ဆရာမနဲ့ပဲပြောချင်တာဆိုလို့အဲကောင်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကလေးကိုမပြောကလေးက16နှစ်တမီးက16နှစ်ပေါ့နော်အလုတ်လုတ်တဲ့ဆက်ယုံစင်းနဲ့တမီးကဆက်ယုံစင်းနဲ့တာမင်းကြီးကလည်းရှိတာအဲ့တခါကျတော့သူ့အမေက အညာသူပေါ့နော်ပြောမယ်ဆိုရင်အေးအေးအာအာကြီးပေါ့အဲ့ဒါကခလေးရထမင်းနေစားတယ်ဆရာမလေးထမင်းနေလဲသူအခုရပိုင်းထမင်းနေတအားစားလာတဲ့ဝါလဲဝါလာတဲ့ဘိုက်ကလည်းပူပူလာတယ်တဲ့သူကဆက်ရှိန်ကြီးဝက်လာရှိန်ကြီးဝက်လာတဲ့ခါကျတော့ဆရာမကအာဟုတ်ပြီသမီးအဲ့ဒါဆိုလို့ရှိရင်သူ့အိမ်ဆုံးပြီးတယ်ဆရာမကသမီးမဆွေးရှင်းမှန်လားဆိုတော့မဆွေးရှင်းမပေါ်တာက9လလောက်ရှိပြီဒီတလဆိုရင်9လပြည့်သွားပြီတဲ့မဆွေးရှင်းမပေါ်ဘူးဒါပေမဲ့သူသူ့ရဲ့လက္ခဏာတွေကကျတော့ပြောမယ်ဆိုလို့ရှိရင်ဆရာမတို့ရဲ့အတွေ့အကြုံနဲ့ကြည့်မယ်ဆိုလို့ရှိရင်လုံးဝကိုယ်ဝင်ရှိနေတာ อืมအဲ့လိုမျိုးပေါ့နော်ရင်သားတွေဆိုလည်းကြီးနေတယ်ရင်သားတွေဆိုလည်းအကြီးတွေပဲအဲသူ့ဘိုက်ကိုလှန်ကြည့်လိုက်တဲ့ချိန်မှာဘိုက်ကလေးကလုံးနေရပဲဘိုက်ကလုံးနေရပဲအန်ဆယ်မှာဂရင်မော်တိချာတင်ပြီးတော့သူ့ဘိုက်ကြီးပါတယ်စမ်းကြည့်တဲ့ချိန်မှာလုံးဝခလေးပဲကိုဝင်ရှိနေရပေါ့နော်ဒါပေမဲ့တမီးကိုမေးတယ်တမီးလေးရီးစားရှိလားဆိုတော့ရီးစားမရှိဘူးရီးစားရှိတယ်မြန်မာနိုင်ငံမှာမဟုတ်ဘူးသူရီးစားနိုင်ငံခြားမှာပေါ့အဲအဲ့လိုပြောတယ်အန်ဟုတ်ပြီအဲ့ဆိုစီစစ်ကြည့်မယ်နော်ဆိုတော့ ရတယ်စီးစစ်မယ်ပေါ့ဗျာကအမေကလည်းရတယ်ဆရာမလည်းစီးလေးစစ်ပေးပါဆိုအားနဲ့ဆရာမကိုယ်တိုင်မသူအိမ်သားနဲ့ခေါ်သွားပြီးတော့စီးစစ်သူစီးလေးတတ်တန်လေးယူယူပြီးတော့စီးစစ်တန်၃ချောင်းနဲ့စစ်ကြည့်တဲ့အချိန်မှာ၃ချောင်းလုံးမှာ၂ချောင်းပေါ်တယ်၃ချောင်းလုံးမှာ၂ချောင်းပေါ်တယ်အဲများသောအားဖြင့်တော်တော်များများသိကြတာကကိုဝင်ရှိတဲ့လက္ခဏာဆိုလို့ရှိရင် အစားပြတ်တဲ့အန်နေပြူတယ်เนาะအဲ့လိုမျိုးကလေးဆိုတဲ့ခါကျ तू ကအဲ့လိုလက္ခဏာတွေမပြအောင် तू မှာမပြ तू ကစားရဲစားလို့အရန်ကောင်းတယ်ပြီးလို့ချင်ဝါလာတယ်ပေါ့เนาะဝါဝါတုတ်လာကလေးကလုံးဝဟို16နေပဲရှိသေးတယ်เนาะ16နေတော့မပြည့်သေးဘူးဝါတုတ်ပြီးတော့လုံးကိပြီးတော့ तू ကဆက်ရှဲအင်းကြီးဦးတော့ကဘိုက်ကတော့ပြောမလို့ဆိုဘိုက်ကတော့တော်တော်ထွက်နေပြီဘိုက်ကတော့အင်းကြီးကလုံးဝဟွာဝစ်ထားတာပေါ့เนาะအားနေဆရာမကအားဆရာကိုလည်းခေါ်ပြီးတော့ဆရာကြီးဒါတော့အရေးကြီးတယ်ပေါ့เนาะသူ့မေးတော့လေအိမ်တော်လေရီးစားလည်းမရှိဘူးရီးစားတော့ရှိရဲနိုင်ငံသားမှဆိုတော့ကဆရာမတော့ဆက်ပြောလို့မရအောင် အဲ့ဒါကိုဘက်ကတေချာသွားအောင်ဆိုပြီးတော့သူ့ကို ultrasound ရဖို့အတွက်ဆံမတော်ကလည်း refer လေးပေးလိုက်တာပေါ့နော် ultrasound ရဖို့တော့ကို refer ပေးပြီးတော့ညနေကြလို့ရှိရင်ပြန်လာခဲ့ပါဆိုပြီးတော့ပြန်ချင်းလိုက်တယ်အဲ့ဒါနဲ့အဲ့ဒီသမီးကို ultrasound ရခိုင်းလိုက်တယ်ပေါ့နော်အရင်ကဆရာ ultrasound ရိုက်ဖို့တော့ refer လေးပေးလိုက်တယ်ပြီးတဲ့ခါကျတော့သူတို့ဆိုမသိမှာဆိုလို့ဆရာမဒီအထူးခုစေကမ်းမှာပဲတခါလဲဖုန်းဆက်ဖုန်းဆက်ပြီးတောင်းငင်းယူတောင်းငင်းပြီးတော့ဘယ်ဘယ်ချိန်မှတောင်းငင်းနေမှာဘလောက်ရတယ်ဆိုတော့တခါလဲပြောပြီးတော့တခါလဲရိုက်ခိုင်းလိုက်တယ် တက်ခိုင်းပြီးတော့အမရဲ့အရေးကြီးတယ်နော်ဒါလေးကိုခုဆင်းသွားရိုက်ပေးပါရိုက်ပြီးတော့ညနေကျတော့ချက်ချင်းပြန်လာခဲ့ပါသူကစိတ်ပူသွားတယ်သူ့မိကဆ ्याम ဘာယောကလည်းဘာယောကလည်းမဟုတ်ဘူးဘာယောကလည်းဆိုတာပြောဖို့ထွက်ကိုဆ ्याम တို့ကတိကျတေးကြတဲ့အဖြေလေးကိုသိချင်နေတာဒီအဖြေလေးကိုသိကမှဆ ्याम တို့ဘာယောကလည်းဆိုတာပြောပြလို့ရမှာပါအမဒါလေးတော့ကုညီပေးပါဆိုတာမီနီအောင်လုံးကိုတွတ်လိုက်တယ်တွတ်လက်လို့ကောအဲညနေ6နာရီခွဲလောက်ကျတော့ပြန်ရောက်လာတယ်တာမီနီအောင်လုံးပြန်ရောက်လာအဲ့အဖြေလေးလည်းခြင်ပြီးတော့ပြန်ရောက်လာတဲ့ခါကျတော့ဆရာကမပြောလိုက်သေးလဲဆိုတော့ဘာမှမပြောလိုက်ဘူးတဲ့ ကလေးက main ကလေးဆိုတော့ပြောပြောလိုက်တယ်ဆိုတော့အဲ့ဒီအချိန်မှာသူအမေရောတမီရောတမီကတော့ဘာမှမဖြစ်ဘူးမေရောငိုနေတာပေါ့နော်ငိုထားတာပေါ့ကိုယ်မြင်လို့မျက်နှာကြည့်ရတယ်ပြီးတာပေါ့နော်ငိုထားတာအဲ့နဲ့ဆရာမနဲ့အဲဘာလဲဆိုတာတိတိကျကျလေးပြပြပေးပါဆိုတာနဲ့အိမ်ရဆရာဒီစာလေးဖတ်ပြလိုက်တယ်ကလေးက main ကလေး main ကလေးဖြစ်တယ်ပြီးလို့ရှိရင်အပိုက်ရကျတဲ့ခါကျတော့22ပတ်ရှိသွားပြီကိုဝင်ရှိနေတာလုံးဝတေချာပဲကိုဝင်ရှိနေကိုဝင်ရှိနေတာကိုမေရမသိတာ ခမင်းစားလို့ဘိုက်ပူရယ်ပဲထင်တာသူတို့ကဘိုက်အစားတွေများတယ်စားပြီးတော့ဘိုက်ပူလာရယ်ပဲထင်တာအမှန်တကယ်ကကိုဝင်ရှိနေတာအဲအဲ့ဒီခါကျတော့ဆရာမပြောချင်တာအခုကြည့်နေတဲ့အထက်မှာမိဘတွေပါတယ်ဆိုတော့ကိုသမီးလေးတွေအရွယ်ရောက်လာပြီဆိုလို့ရှိရင်အပြိုမော်ဝင်စားအချိန်မှာမဆွေးချင်းဖြစ်တာဒီဟိုရက်ကြော်တာရှိတယ်လားကြော်တာရှိတယ်အဲ့လိုမျိုးလို့ဆိုတော့ကိုကဂယူးဆိုင်ပေးပါဂယူးဆိုင်ပေးပါသူတို့ဖြစ်တဲ့ရက်ကလေးကိုတေချာလေးမှတ်ထားပေးပါဒီလမှာဒါဖြစ်မဲ့ဆိုရှေ့လမှာပိုတာလိုတာရှိတယ်ဒါပေမဲ့ကိုကမအေးတယောက်နေနဲ့တေတေချာလေးဆံမကတော့ဘောနော် ကိုဆရာလောက်တော့မဟုတ်ပါဘူးရှင်ဒါတော့အကြံပေးတာမဟုတ်တတိချာလေးကိုမှတ်ထားစေခြင်းပါလေအပီလို့ရှိရင်ဖြစ်မဲ့ရက်တွေမှာဆိုလို့ရှိရင်အချင်းဆက်တွေစားလာမျိုးကောင်းရှော်လာမျိုးထုတ်စားတဲ့စားမျိုးမလုပ်စေချင်ဘူးပေါ့နော်အဲသူ့အမေအနေနဲ့ကကြတော့အဲတမီးကတော့76နဲ့မပြည့်သေးဘူးနော်ခလေးလေးမှငငယ်လေးရှိရမျက်နှာလေးမှခလေးမျက်နှာလေးရှိသေးတယ်လုံးဝမေရလည်းငွေကိုလည်းကိုလည်းတမီးမင်းကလေးမွေးတဲ့အခါကျကိုလည်းပြောမစို့လုံးဝစိတ်မကောင်းဘူး ပြင်မဲ့ဆိုအညွတ်တက်နေတဲ့အစွဲလေးအပြီးတဲ့ခါကျတော့မေးကြည့်တယ်တပိရီးစားရှိလားဆိုတော့ तू ကအခုချိန်ထိရီးစားမရှိဘူး तू ရီးစားကနိုင်ငံခြားမှာအဆက်ဆက်မှလည်းတေးချာမိနေတမိတော့ဒီကိစ္စကတမိမှာအခုဘိုက်ချက်မှာခလေးရှိနေပြီကိုဝီရှိနေပြီအဲ့တော့တမိခလေးအဖေကဘသူလဲခလေးအဖေကိုတိမှကြံတဲ့လုံမနေဆက်လုပ်လို့ရမှာမေးရဲ့တမိနှစ်ယောက်ထက်ရှိတာဆက်မအမှန်ပြောမယ်ဆိုလို့ရှိရင်ကိုနဲ့တော့မဆိုင်ဘူးဒါပေမဲ့ကိုကိုရဲ့ဆွေမျိုးတယောက်ပြလို့ကိုလည်းခံစားရတယ်ကိုရဲ့ဒီလား အဲ့နဲ့သမီးပုံမှန်လည်းပြောမှာဆံမတော့ကိုငီပေးလို့ရမှာကျွန်တော်ဘာမှလုပ်ပေးလို့မရဘူးဆိုမေးရလဲမေးတယ်ဒါပေမဲ့ तू ကရည်စားမရှိဘူး तू ရည်စားရှိတယ်နိုင်ငံခြားမှာတို့တွေကဘာမှမဖြစ်ထားဘူးမေးရလဲအဲ့ချိန်မှာလေးပိုင်းနေထားရိုက်တာနော်ဒါပေမဲ့ तू ဒီလုံးဝမပြောဘူးလုံးဝမပြောအဲ့တော့သူ့မယားဘာပြောလို့ဆိုဆံမဒီခရီးကိုမလိုချင်ဘူးဒီခရီးကိုဖျက်ချခြင်းတယ်ဒါပေမဲ့ဆံမတော့လူပဲကြယ်တာဖျက်ချလို့မရဘူးအမဖျက်ချလို့မရတော့ဘူးမွေးမွေးတော့မှာ၅လကျော်နေပြီ၆လတက်မယ်လို့ခလေးကမွေးတော့မှာခဏနေအပိုင်းသုံး ဆက်ပြီးတော့ကြည့်ကြမယ်။ပိုင်းသုံးမကြည့်ခင်မှာပြောကျင်တာလေးရှိလို့ပါ။အဲ့တော့ကိုသားသမီးကိုကိုတည်တည်ချာချာလေးဂယုစိုက်ဖို့လိုပြီနော်။အဲ့တော့ဆိုရှယ်မီဒီယာတွေခက်စားလာတာနဲ့အမျှအင်တာနက်တွေအွန်လိုင်းတွေခလေးတွေတုံးဆွဲလာတာနဲ့အမျှအရွယ်မရောက်သေးခင်မှာပဲဆက်ကိစ္စကိုစူးစမ်းကျင်လာကြပြီ။အချစ်မဟုတ်ဖဲနဲ့ဆက်တီးတဲ့ဆန်းသက်ခြင်းတဲ့အရွယ်တွေဖြစ်နေတယ်။အဲ့တော့ဘသူနဲ့ဖြစ်ဖြစ်ဒီဆက်ကိစ္စကို စူးစမ်းကျင်ပြီးတော့မမားတင်ပဲနဲ့မှားတဲ့အမှားတွေဖြစ်နေပါတယ်။အပြင်လောကမှာတကယ်ကိုကြုံတွေ့နေရတဲ့ကိစ္စတွေပါ။အဲတော့မိဘတွေအနေနဲ့သတိထားဖို့လိုတယ်။အဲတော့ကိုသားသမီးကိုအချိန်ပေးပြီးတော့ဂယုစိုက်စေခြင်းပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့အပိုင်း၃လေးကိုဆက်ပြီးတော့နားထောင်ကြည့်အောင်အဲကိုဝင်ရလဲရှိနေတယ်မအေးရလဲမေးတယ်မအေးရလဲမေးတာကိုတမီးကလုံးဝမပြောမပြောမပြောတော့ဆရာမတော်လည်းမေးတယ်ပေါ့နော်တမီးလေးပြော အတူမြေပဲဆရာမရဲ့တာမီနှစ်ယောက်ပဲရှိတာပေါ့နော်။နယ်မှာလှုပ်ရှားလို့အဆင်မပြေအဆင်မျိုးဆိုနိုင်ငံရေးပိုင်းနဲ့ပေါ့နော်။ဒီမှာလာလှုပ်ရှားဒီမှာဒီမှာနေတာဆိုလို့ရှိရင် तू तू 14နှစ်လောက်တည်းဒီမှာရရန်ကုန်ရတာ3နှစ်ရှိပြီတဲ့။3နှစ်ရှိဆိုတော့ तू ကိုဆက်ဆက်ရုံစေးပြီးတော့မေးမိပါလို့ပြောတာမီနှစ်ယောက်ပဲရှိရ။အဲ့ဒါခါတော့မေးအရာလဲပြောတယ်ဒါပေမဲ့ကလေးကောင်းမလေးလုံးဝမေးလို့မရ။မေးလို့မရခါဆရာမပြောတမီပြောမရမှာဒီကိစ္စပြောမရမှာဖေးဖော်မရမှာပေါ့နော်။ ဖြတ်ချလို့လည်းမရဘူးဖြတ်ချလို့ရှိရင်တာမိညာလို့ဖန်းခံရမှာဒါတာဖြတ်ချလို့မရဘူးပြည့်စုံသူများအသက်ကိုတတ်မယ်ဆိုကိုကအရင်ဆုံးသိမှာဆရာမတခါနဲ့အဲ့လိုတွေပြောပြလိုက်တာပြောပြလိုက်တဲ့ခါကျတော့ကမ္မနဲ့ဘလို့လဲဆိုတဲ့ခါကျတော့သူရီးစားတွေများလာထင်ပါတယ်ရီးစားတွေများလာများတဲ့ခါကျတော့ဘသူ့ကိုဘသူ့ကိုပြောလို့ပြောရမှာမသိဘူးဖြစ်နေတာအာနဲ့ဆရာမလည်းအကြံပေးလိုက်တယ်အမအိမ်ကျမသမီးကိုတေတီချာလေးမေးပြီးတော့တေတီချာလေးဆုံးဖြတ်ပါဆိုပြီးတော့ဆရာမတော့အကြံပေးပြီးတော့အဲ့လိုလေးပဲပြန်လှုပ်လိုက်တော့တယ်ဘလို့လောက်ကြမလဲ ရီးစားတွေများလွန်အောင်ကြည့်လို့ဘသူနဲ့ဖြစ်ပြီးတော့ကိုဝင်ရလို့ရမှန်းတော့မသိတော့အဲ့တော့စဉ်းစားကြည့်ဘသူ့ကိုပြစ်တင်ရမလဲအဲ့တော့ဒီလိုမျိုးဖြစ်စဉ်တွေဆိုတာကဗျာအခြေအနေအဆင့်တန်းမျိုးစုံအလှအမျိုးစုံမှာဖြစ်တတ်တယ်ဗျာအများအားဖြင့်တော့ဒီလိုအခြေခံကြတဲ့မိသားစုတွေမှာဒီလိုပြစ်ပြက်လေးတွေခုနောက်ပိုင်းမှာခက်ဆိတ်ဆိတ်တွေ့လာရပါတယ်ဘာဖြစ်လို့လဲဆိုတော့မိဘတွေကစားဝတ်နေရေးအတွက်ပဲရုန်းကန်နေကြရတယ် ကိုယ့်ရဲ့သားသမီးငယ်လေးတွေကိုဂယုမဆိုင်အားတော့ပြီးတော့စီးပွားရေးမပြည့်စုံတဲ့အတွက်ကြောင့်အရွယ်မရောက်သေးတဲ့ကလေးလေးတွေကိုအလုတ်ထွက်လုခိုင်းကြရတယ်။အဲ့တော့ကလေးလေးတွေက14နှစ်15နှစ်လောက်နဲ့ဆက်ယုံစင်းကြတယ်။အထယ်ချုပ်တွေအဲသူများရှိမှအယောင်စရေးတွေဝင် လုပြီးတော့စောင့်ဝင်နေဖြည့်ရှင်းကြရတယ်။အဲ့လိုအချိန်မှာမိဘရဲ့လောင်းရေးအောက်ကလွတ်ပြီးတော့ဆက်နဲ့ပတ်သက်ပြီးတော့ဆန်းသက်လာတယ် အဲ့တော့ social media ရဲ့ပေါ်မှာကတနေ့တနေ့ဒီလိုမျိုးဆက်ကိစ္စနဲ့ပတ်သက်ပြီးတော့မြင်တွေ့နေရတာမြင်တွေ့နေပါများလာတော့စမ်းသက်ချင်လာကြတယ်အခုနောက်ပိုင်းဆိုလို့ရှိရင်အသက်မပြည့်သေးဘဲနဲ့ယူကြတယ်မင်္ဂလာဆောင်ကြတယ်တွေ့မှာပါ line ပေါ်မှာလဲခလေးလေးတွေငငယ်လေးတွေရှိသေးတယ်အဲ့တော့မိဘတွေကဒါတွေကို view site ဖို့လိုပြီဗျကိုဒီဘက်ကစီးပွားရှာတာလဲရှာတာပေါ့ကိုရဲ့သမီးလေးတွေကိုရင်းအောင်မကွာထင်းချောင်းပေးဖို့လိုလာပြီး ီတက်ပိုကယူဆိုင်ဖို့လိုလာပြီလို့ကျွန်တော်ကမြင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးအမားတွေကမမားတင်ပဲမားတဲ့အမားတွေအခုဟာကသမီးကြီးစားဖြစ်ပြီဆိုတာနဲ့အတူတူနေဖို့တရားရခိုင်တော့မယ်အဲ့တော့သမီးကြီးဖြစ်ပြီဆိုတာနဲ့ဒီတယောက်နဲ့လည်းအတူတူနေတယ်ဒီတယောက်နဲ့ပြက်ပြီးနောက်တယောက်နဲ့တွေ့ရင်လည်းနောက်တယောက်နဲ့အတူတူနေတယ်အဲ့တော့အခုဖြစ်စဉ်လေးကိုကြည့်ရင်အဲ့ဒီအတိုင်းပဲရီးစားတွေများလာတယ်ဘသူနဲ့ရတဲ့ကိုဝင်မန်းမသိဘူးဘလို့လောက်ကြလ ဒါတွေကအပြင်လောကမှာတကယ်ဖြစ်နေတာအဲ့တော့ကျွန်တော်နိုင်ငံမှာကကလေးသူငယ်လင်းပညာပေးတယ်လင်းပညာပေးနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှမရှိဘူးဘလို့မှနားမလဲဘူးအဲ့တော့ရွယ်မြောက်သေးပဲနဲ့အိမ်အောင်ပြုတ်တဲ့ရွယ်မြောက်သေးပဲနဲ့ကိုဝင်ရတဲ့ရွယ်မြောက်သေးပဲနဲ့ကလေးမွေးကြတဲ့ရွယ်မြောက်သေးပဲနဲ့ယောဂါတွေဖြစ်ကြတယ်ဒီနေ့ share ပေးရတဲ့ဗီဒီယိုလေးကတော့ကျွန်တော်တို့မိဘတွေသတိထားဆင်ခြင်ဖို့ပါသမီးမင်းကလေးမွေးထားတဲ့မိဘတွေပို့ပြီးတော့သတိထားသင့်ပါတယ် အဲဒါကြောင့်ဒီဗီဒီယို file လေးကို share ပေးရခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ